Alo, mai mic la bașă. ကျွန်တော်တင်ကြနေရဲ့မေလ9ရက်နေ့ရေဒီယိုစီစဉ်သစ္စာပရမဖြစ်ပါတယ်ကျွန်တော်ဘကလန်ကမိုဆုပ်ချေရွာမှာဒီကနေ့မနက်၈နာရီခန့်လောက်ကစပြီးကချင်လွတ်ရေးသမတို့ KNA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပေါ်နေလို့သိရပါတယ်ပြီးခဲ့တဲ့တလအကြွယ်မြန်မာနိုင်ငံအနက်မှာအမျိုးသမီး82ဦးသေဆုံးခဲ့ပါတယ်တောင်ကလေးအကျဉ်းတောင်ကနိုင်ငံရေးအကျဉ်းသား2ဦးကိုထောင်အာဏာပိုင်တွေဖွင့်စီထားတဲ့ဘာကုတ်ကန်ရဲ့ရာစုအကျဉ်းသား12ယောက်ကအုပ်စုဖို့ရည်နေခဲ့ပါတယ်စားရတဲ့တွင်မျိုးသစ္စာပရမပါကျွန်တော်အစီအစဉ်သစ္စာသူမင်းကြီးဖြစ်ပါတယ် ကျွန်တော်ဖကလန်ကမိုဆုတ်ကြီးရွာမှာဒီကနေ့မနေ့ရှင်းနိုင်ခလောက်ကစားပြီးကချင်လွတ်ရီတမတော် KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပေါ်နေလို့သိရပါတယ်။စုဆိုင်ကတင်ဆက်ပေးမှာပါ။ကမိုဆုတ်ကြီးရွာမှာ KIA PDF ပူပေါင်းတပ်တို့နဲ့စစ်ကောင်စီတပ်တို့တွေတိုက်ပွဲပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီးဒီမနေ့7ရက်နေ့ခွဲခန့်မှာစစ်ကောင်စီတပ်က၄နဲ့3ချိန်ပုံကျဲတိုက်ခိုက်ခဲ့လို့ KIA နဲ့နှိစတဲ့အမျိုးသားတအူးကပြောပါတယ်။ လဝချေဝမှာရှိရစစ်ကောင်စီတပ်တွေကိုလည်းဒီကနေ့မနေ့ပိုင်း9ရက်ခန့်ကစပြီး KIA KPDF ပူးပေါင်းတပ်တွေကလက်နက်ကြီး drone တွေနဲ့ဆက်တိုက်ပစ်ခတ်နေရလို့နောက်ထပ် KIA နဲ့နေဆက်သူတို့ရဲ့ပြောပြချက်အရာသိရပါတယ်။မနေ့ကမေလ6ရက်နေ့စစ်ကောင်စီတပ်ကတိုက်ပွဲအတွင်းတေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားအလောင်း90ခန့်ကိုတုံဖုံးကားနဲ့ကာမိုင်းမျိုးပတ်တဲလာခဲ့တယ်လို့သိရပါတယ်။တခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ပြည်ခရမေလာ၄ရက်နေ့ကဖကံဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေဟာ KIA KVDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နန်ရကျေးရွာကိုစစ်ကြောင်းကျော်လာပြီးကတ်မော်စုကျေးရွာမှာတပ်ဆွဲနေခဲ့တာဖြစ်ပါတယ်။ဖကံလမ်းပိုင်းကတိုက်ပွဲအခြေအနေတွေကြောင့်မြချင်နာဖကံလမ်းတလျှောက်မူပင်ကြောက်ထုနမ်ယာကတ်မော်ခွန်ဆိုင်စုတဒါညီနောင်ဆိုင်ဖရာကြောက်ဖြာနမ်တင်းပြောင်းစတဲ့ကျေးရွာဒေသခံတွေတင်းရှောင်နေကြရတာဖြစ်ပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင် channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ပြီးခဲ့တဲ့တလအတွင်းမြန်မာနိုင်ငံအနှံ့မှာအမျိုးသမီး82ဦးသေဆုံးခဲ့ပါတယ်။နောက်မြတ်နေရာတက်ဆက်ပေးမှာပါ။ ပြီးခဲ့တဲ့ဧပြီလအတွင်းမြန်မာနိုင်ငံအနှံ့အသက်၈နှစ်အောက်အမျိုးသမီးငယ်၃၃ဦးအပါအဝင်အမျိုးသမီးတေဆုံးသူ82ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ90ဦးရှိခဲ့တယ်လို့မြန်မာအမျိုးသမီးသမဂ္ဂကဒီကနေ့မေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။အချမ်းဖက်စီအုပ်စုရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်59ဦးပြည်သူတွေရဲ့ရွာနဲ့အိမ်တွေကိုပြစ်မှတ်ထားလက်နက်ကြီးပြစ်ခတ်မှုကြောင့်9ဦးအချမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်9ဦးအထိအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ။ဒဏ်ရာရရှိခဲ့တဲ့အကြောင်းရင်းတွေကတော့အကျန်းဖက်စီအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်40ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မြေမြုပ်မိုင်းကြောင့်4ဦးနဲ့အရခတ်တပ်ဖွဲ့ဝင်မှမသိမ်းပြုတ်ချင်းချင်းကြောင့်2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ စကိုင်းတိုင်းဒေသကြီးက30ဦးနဲ့တေဆုံးသူအများဆုံးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးက10ဦး၊ပဲခူးတိုင်းဒေသကြီးက9ဦး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာက၄ဦးစီ၊ကရင်ပြည်နယ်က3ဦး၊မွန်ပြည်နယ်က2ဦးနဲ့ရှမ်းပြည်နယ်မှာတော့2ဦးရှိခဲ့တယ်လို့သိရပါတယ်။ ပြည်သူတွေဟာအထူးအခက်အပြည့်စီနဲ့တဘာဝပေးကြောင်းတည်ကျေမှုတွေကြုံနေရတဲ့အချိန်မှာစစ်ကောင်စီဟာစစ်ရာဇဝမှုတွေနဲ့လူသားမျိုးနွယ်တွေအပေါ်အမျိုးမျိုးသောရာဇဝမှုတွေလူအခွင့်ရေးချိုးဖောက်တာတွေကိုညှိလာမျိုးစုံနဲ့ကျူးလွန်နေစေဆိုတာမြင်တွေ့ရကြောင်းဖော်ပြပါရှိပါတယ်အခု2025ခုနှစ်အစကနေလေးလအတွင်းမှာမြန်မာနိုင်ငံအနှံ့ကအမျိုးသမီး289ဦးတိတ်ဆုံးခဲ့ရပြီးဖြစ်ပြီး283ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ်မနစ်က2024ခုနှစ်မှာတော့အမျိုးသမီး480ရှိဦးတည်ဆုံခဲ့ပြီး2023ခုနှစ်မှာတော့390ဦးတည်ဆုံခဲ့ပါတယ်။ဘာအန်တောင်ကလေးအချင်းတောင်မှာအပိလာ30ရင်းကနိုင်ငံရေးအချင်းသားနှစ်ဦးကိုထောက်အနာပိုင်တွေဖွဲ့စည်းထားတဲ့ဘာကုတ်ကန်ရဆိုအချင်းသား12ယောက်ကအုပ်စုဖွဲ့ရနေမှုတွေလှုပ်ဆောင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဒီကနေ့မေလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ထောင်ဒဏ်15နှစ်ကြာခံနေရတဲ့နိုင်ငံရေးအချင်းတော်ကိုကြွကြွမြင့်နဲ့ထောင်ဒဏ်၄နှစ်ကြာခံနေရတဲ့ကိုမင်းသူဆိုတို့ကိုပီကာအေဗီလာ30ရင်းနေကအခြားရာစုအချင်းသားတွေကနေအုပ်စုဖို့ရင်းနှီးခဲ့တာလည်းဖြစ်ပါတယ်။ရနခံရချင်းမှာပုံစံအပြာပစိုးနဲ့ပတ်ထားတဲ့ကွန်ကရစ်တုံးနဲ့ဥကောင်းနှောက်စိတ်ကိုစတင်ရင်းနှီးခဲ့ပြီးတော့ဥကောင်းကိုလည်းဝင်ရောက်ထွက်နေခဲ့တယ်လို့ PPNM ကဆိုပါတယ်။ အုပ်စုဖွဲ့ရဲ့နေကဂျူရီဟာမြင်းထက်ခအပူပူပောင်ချိန်နွားချီဝင်းတန်ထွန်ကြောတလွင်မိုးကောင်းကင်ပါပြတ်နွားချီစပရိနဲ့တန်းစီဖြစ်သူတချို့ဂျိုကာကောင်းရွှေချက်နဲ့မန္တလေးမြို့မိုဘိုင်းမာသာဖုန်းဆိုင်ပန်ရှင်ရဲ့အသားဖြစ်တယ်လို့သိရပါတယ်။အဲဒီရာစုအသားတွေဟာအရင်ထောင်ပိုင်းလေးစိုးမှုအောင်ဦးဆောင်မှုနဲ့နိုင်ချင်းတွေကိုတည်တဲ့နေကွဖို့ဖွဲ့စည်းခဲ့တဲ့ဘာကုတ်ကိုင်ဦးဆောင်သူတွေဖြစ်တယ်လို့ပြည်ပြန်ကဆိုပါတယ်။ ဘာကုတ်ကံရလေးကုံမှာပုံစံသူဘာကုတ်ပုံစံတတူထိုးထားကြပြီးတော့အကျဉ်းောင်းနေဖွဲ့စည်းတဲ့အကိုင်းတစ်ခုဖြစ်ပြီးအင်အားတရားဝန်ချင်ခန့်ရှိရလို့သိရပါရယ်။ရနေကံကြရတဲ့ကိုကျော်ကျော်မင်းဟာ မူကောင်းကွယ်အပ်တန်ရာခနာကိုဖူးယောင်ပေါက်ပြေးတန်ရာမျက်နှာဖူးယောင်တန်ရာတောင်ဆက်လက်မောင်ညူမေးတန်ရာတွေရရှိခဲ့ပြီးတော့မူကောင်းကွယ်အပ်တန်ရာတွေကိုသုံးချက်ချုပ်ခဲ့ရပြီးတခြားနိုင်ငံသူဖြစ်တဲ့ကိုမင်းသူဆိုအားလည်းမူကောင်းကွယ်အပ်တန်ရာခုနှစ်ချက်ချုပ်ခဲ့ရပြီးတော့ပေပဲမြက်ကုံကွယ်အပ်တန်ရာမျက်နှာတပင်လုံးဖူးယောင်ညူမေးတဲ့တန်ရာခနာကိုအနက်ညူမေးရောင်ကိုင်းတဲ့တန်ရာတွေရရှိခဲ့ရလို့ဗီနမ်ကထုတ်ပြန်ကြပါရယ် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စေကောင်းစီလောက်ခန်းခရင်ပြည်နယ်တာဝန်ခံညွန်ကြားရေးမှူးကဦးဆောင်ပြီးစစ်ဆေးနေလို့တရားပြီးတော့နိနာသူတွေကလည်းတရားရုံးပြင်ပမှာတရားစစ်ဆေးသွားမယ်လို့တရားပါရိုက်တရားရုံးပြစ်စင်တွေကိုလည်းတောင်းကလေးအချမ်းတောင်းကနိုင်ချင်းတွေနဲ့တခြားအချမ်းသားတွေကဆက်လက်ဆောင်ကြည့်သွားမယ်လို့ VPNM ကဆိုပါရိုက်အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှက်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ၊ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုအငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာ အယောင်ချေတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမြေရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားသောက်ဖို့လိုအပ်ပါတယ်6ကိုယ်လက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ါသနာပါတဲ့အရာတွေကိုယ့်ကိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်တင်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်တင်ပါတယ်။၁၁ ကိုရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တက်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ချနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။